နိုင်ပွဲဆက်ပြီးဖွဲချနေတဲ့ဖီရာနဲ့ဗရိုနီကာတို့တာမချေပွဲထပ်ပစ်ခဲ့ကြရင်ဘယ်သူကအသာရသွားနိုင်မလဲပေးသက်များလုံးပဲမင်္ဂလာပါမန်ချက်စတာဖုတ်ဘောဆောင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗရိုနီကာကိုနိုင်ပြခဲ့တဲ့ချီလီဖိုက်တာမှဗီရာနဲ့ထိုင်းဖိုက်တာမှဖာဆိုင်တို့ထိတဲ့တွေ့မှာတော့ဖီရာကမှတ်နဲ့နိုင်ပွဲရရှိသွားခဲ့ပြန်ပါတယ် ဖီရာဟာအခုဆိုရင်ပုံစံကောင်းတွေကိုပြန်လည်ပြသလာနိုင်ခဲ့ပြီးဝမ်ချန်ပီယံရှစ်ရဲ့အမျိုးသမီးဖိုက်တာတွေထဲမှာတဖြည်းဖြည်းထင်ရှားလာတဲ့ကစားသမားတစ်ဦးဖြစ်လာပါတယ်။အခုကစားခဲ့တဲ့1 Friday Fight 113ပြိုင်ပွဲမှာတော့ဖီရာက first sign ကို enormous decision နဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီပွဲဟာဖီရာရဲ့ရင်ခုန်စရာကောင်းတဲ့စွမ်းဆောင်ရည်ကိုပြသခဲ့ပြီးသူမရဲ့ဒုတိယမြောက်ဆက်တိုက်နိုင်ရရှိမှုဖြစ်ပါတယ်။ဒီနိုင်ရရှိမှုကဗီရာရဲ့ထိုးချိတ်နိုင်စွမ်းနဲ့အကွက်ဖက်နိုင်မှုကိုတည်တည်ပြခဲ့ပါရယ်ဗီရာဟာမွေတိုင်းနဲ့ MMA ပေါင်းဆက်ထားတဲ့ကစားဟန်ကိုပိုင်ဆိုင်ထားပါရယ် သူမရဲ့ထိုးချိန်မှုတွေဟာပြင်းထန်ပြီးကွက်ဖက်နိုင်မှုနဲ့ခန္ဓာရင်အားကသူမကိုအခုလိုမျိုးဝမ်ချမ်းမြတ်ရှိရဲ့အမျိုးသမီးဖိုက်တာတွေထဲမှာထင်ရှားလာစေခဲ့တာပဲဖြစ်ပါတယ်။အခုလိုဇက်တိုက်နိုင်ရရှိမှုကသူမရဲ့တိုးတက်မှုကိုသက်သေပြနေပါတယ်။ဖီရာကအနီးကပ်ပူထိုကလင်းချက်ရယူပြီးပြိုင်ဘက်ကိုတံတောင်ရိုက်တာဒူးတိုက်တာတွေမှာအတော်လေးကိုအားကောင်းသူဖြစ်ပါတယ်။ ဒီဘွဲမှာလည်းဗီရာကဒီကစားဟန်ကိုပဲဆက်လက်အသုံးပြုခဲ့ရကနေဖာဆာရဲ့တရောင်စားပြန်ပြီးသွေးရဲရဲဖြစ်သွားခဲ့ရပါတယ်။ဒါပေမဲ့ခန္ဓာရည်ကောင်းပြီးစိတ်သက်မှကြောသူပြီးပြီးဗီရာကအကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်။ဗီရာကကြောက်စရာကောင်းတဲ့ဖိုင်တာမှတယောက်ဖြစ်နေပြီလား။ဗီရာကလက်ရှိချိန်မှာဝမ်ချမ်ပီယံရှစ်ရဲ့အမျိုးသမီးဖိုင်တာတွေထဲမှာထိပ်တန်းအဆင့်ရောက်နေပြီလို့ပြောဖို့စောသေးပေမဲ့သူမရဲ့ဇက်တိုက်နိုင်ရရှိမှုတွေနဲ့ရင်ခုန်စရာကစားဟန်ကသူမကိုအနေရရှိတဲ့ဖိုင်တာတို့အုပ်ဖြစ်ထင်ရှားစေပါတယ်။ဖာဆာတို့ထိုင်းဖိုင်တာမျိုးကိုနိုင်ရရှိခဲ့တာကသူမရဲ့အဆင့်တန်းကိုမြင့်တင်ပေးခဲ့ပါတယ်။ဒါပေမဲ့ဝမ်ချမ်ပီယံရှစ်ရဲ့အမျိုးသမီးဖိုင်တာတွေ ဲမှာစတန်ဒါမှမဟုတ်အနီဆာမက်ဆန်တို့လိုထိတ်တန့်ဖိုက်တာတွေနဲ့ရှင်ပြိုင်နိုင်ဖို့ဆိုရင်ဗီရာနေနဲ့နောက်ထပ်ထင်ရှားတဲ့အနိုင်ရရှိမှုတွေလိုအပ်နေဦးမှာဖြစ်ပါတယ်ဒီချိန်မှာဗရိုနီကာနဲ့ဗီရာတို့သာမချေပွဲထပ်ပြစ်ကြမယ်ဆိုရင်ဘယ်သူနိုင်ရမယ်လို့ထင်ပါသလဲပထမပွဲတုန်းကတော့ဗရိုနီကာရဲ့ဝမ်ချမ်ပီယံရှစ်ပွဲဦးတွေဖြစ်ခဲ့ပါတယ် time fight မှာ2မိနစ်3ချီပဲတောက်လျှောက်ထိုးခဲ့ရသူဖြစ်လို့ veronica က3မိနစ်3ချီပြည့်အောင်ထိုးဖို့တက်လွန်ကောင်းကောင်းပါမလာခဲ့ပါဘူး ဒါကြောင့်လေဒုတိယကြီးကနေဆက်လို့တက်လုံထိုးကြသွားခဲ့ရပြီးကန်ကောင်းလို့သာအလဲထိုးမခံနိုင်ရတာဖြစ်ပါတယ်။ဒါပေမဲ့အခုဆိုရင်ဘရိုနီကာကဝမ်မှာဒုတိယမြောက်ပွဲကစားထားပြီးဖြစ်ကာအလဲထိုးနိုင်ပွဲကိုရယူထားနိုင်ပါတယ်။ဝမ်ကပြန်ပွဲတွေနဲ့လည်းအတော်လေးအသားတကျရှိလာခဲ့ပါပြီ။ဒါကြောင့်ဒီဒီချိန်မှာဘရိုနီကာအနေနဲ့ဗီဒါကိုပထမအချိန်တုန်းကလိုမျိုးမဟုတ်တော့ဘဲကောင်းစွာရင်ဆိုင်နိုင်လိမ့်မယ်လို့ယူဆရပါတယ်။သူတို့နှစ်ယောက်သာမကြေပွဲပြန်ဖြစ်လာမယ်ဆိုရင်ပေးသက်တွေအတွက်ရင်ခုန်စရာကောင်းမဲ့ပွဲစဉ်တစ်ခုဖြစ်လာနိုင်ပါတယ်။ ဖီရာနဲ့ဘရိုနီကာတို့ရဲ့အရင်ပွဲဟာအလုံးရင်ခုန်စရာကောင်းပြီးရလက်ကွာချမှုနဲ့တဲ့ပွဲလိုဝမ်းချမ်းမြေရှိကဖော်ပြထားခဲ့ပါတယ်။အဆိုပါပွဲမှာနှစ်ဦးစလုံးရဲ့ကစားဟန်တွေကရင်ဆိုင်ထိုးကျိမ့်နိုင်စွမ်းကိုပြသခဲ့ပါတယ်။ဒါကြောင့်မကြေပွဲပြန်ဖြစ်ရင်အရင်ပွဲကထပ်ပိုပြီးပြင်းထန်တဲ့ထိုးကျိမ့်မှုမျိုးကိုမျှော်လင့်လို့ရပါတယ်။ ဗရိုနီကာနေနဲ့ဗီရာရဲ့ကလင်းချက်တွေပေါ်မှာနေ့စနေ့ကြကြနဲ့တုံ့ပြန်ကစားနိုင်ဖို့တော့လိုအပ်ပါလိမ့်မယ်ဗီရာကအပွဲချီအစောပိုင်းတွေမှာနှိကွေးလေးလံစွာစတင်လေးရှိတတ်တာကိုခွင့်ကောင်းယူပြီးတော့ဗရိုနီကာနေနဲ့ဒရက်ဆက်ဖီယာပေးကစားဖို့လည်းလိုအပ်ပါမယ်အထူးသဖြင့်ဗရိုနီကာနေနဲ့3မိနစ်3ချီ9မိနစ်စာတက်လုံပါလာဖို့လိုအပ်ပါတယ် ဒါမှသာဗီရန်ရဲ့ဒုတိယချီကစလို့ပြားပေးကစားတာကလင်းချက်တွေနဲ့ထိချက်ကောင်းတွေရယူပြီးအမှတ်ယူတာမျိုးတွေကိုကောင်းစွာကာကွယ်နိုင်မှာဖြစ်ပါတယ်။လက်ရှိမှာတော့ဘရိုနီကာကသူမရဲ့အားနည်းချက်တွေကိုကောင်းစွာပြင်ဆင်ထားပြီးဖြစ်ကာတက်လုံပိုင်းမှာလည်းတာမန်လေးကျင့်ခန်းတွေကနေပြင်းထန်တဲ့လေးကျင့်ခန်းတွေကိုပြောင်းလဲပြုလုပ်လုပ်နေပြီးတက်လုံပိုင်းမြင့်တင်ထားတယ်လို့ပြောထားပါတယ်။ဒါပေမဲ့ဗီရန်ကိုပေါ့ပေါ့တန်တန်သဘောထားလို့တော့မရသေးပါဘူး။ဒီချီလီမကအတော်လေးကိုမာကြောတာပါ။ တက်လုံပိုင်းမှာဘရိုနီကာနဲ့နင်လာငါလာရှင်းနိုင်ပါတယ်။ဒါကြောင့်ဒီတစ်ချိန်မကြေပွဲပြန်ဖြစ်မယ်ဆိုရင်တော့မှဘရိုနီကာနေနဲ့ဗီဒါကိုနိုင်ရရှိနိုင်ရေနှုန်းက90 90လောက်ပဲရှိမယ်လို့ထင်မြင်ယူဆမိကြပါပေးသက်များကရောဘလို့ထင်မြင်ယူဆမိကြပါသလဲ။ဘရိုနီကာနဲ့ဗီဒါတို့သာမကြေပွဲထပ်ပစ်ခဲ့ကြရင်ဘသူကနိုင်ရရှိသွားလိမ့်မယ်လို့ထင်မိကြပါသလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုလည်းပြောပြခဲ့ကြပါဦး။အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။